လူဆိုတာကိုယ့်ကိုယ်ကိုလည်းယုံကြည်မှုလေးစားမှုရှိဖို့လိုတယ်နော်။ဘဝဝင်ချင်းကလည်းကိုယ့်ပေါ်မှာယုံကြည်မှုလေးစားမှုရှိအောင်နေသင့်တယ်။ထဲတယ်လို့နေနေတဲ့လူဟာစိတ်လည်းပူပြီးချမ်းသာတယ်။ကိုယ့်အကူထင်အောင်လုပ်ပြီးတော့ဘဝဝင်ချင်းကကိုယ့်ပေါ်လေးစားမှုမရှိတဲ့အခါမှာဘဝဝင်ချင်းကို ပြန်ပြီးရန်လိုတဲ့စိတ်ဖြစ်တတ်တယ်။အဲ့လိုစိတ်ဖြစ်တဲ့လူဟာအင်မတန်စိတ်ပင်ပန်းတယ်။ကိုယ်ဘဝမှာစိတ်ကျဉ်းနှံ့မှုရနိုင်မှုဆိုတာ ကိုပတ်ဝန်းကျင်အကျိုးစီးပွားကိုအထက်လျောက်လုပ်နိုင်မှလဲပို့ပြီးတော့ကြီးပွားနိုင်တယ်ပို့ပြီးတော့ကျင့်တတ်မှုရနိုင်တယ်လူဟာတကူတဲ့နေတဲ့တ ত্ত্ব ဟာမဟုတ်ဘူးလူဟာအတိုင်းဝင်းနဲ့နေလာတဲ့လူဖြစ်တယ်အတိုင်းဝင်းနဲ့နေခဲ့လို့လဲလူရင်ကျေးမှုဆိုတာဖြစ်လာတယ်ဘာသာတရားဆိုတာဖြစ်လာတယ်တခြားလဲအတတ်ပညာအမျိုးမျိုးဆိုတာစုပေါင်းပြီးနေလို့သာဖြစ်လာရတာတယောက်တည်းကွဲပြီးတော့နေမယ်ဆိုရင်ဒီအတတ်ပညာဆိုတာတွေကဖြစ်မလာဘူးရင်ကျေးမှုဆိုတာဖြစ်မလာနိုင် ဘာသာတရားဆိုတာဖြစ်မလာနိုင်ဘူး။ဒါကြောင့်မိမိနေတဲ့အတိုင်းဝိုင်းမှာသူတို့ကကို့အတွက်တမင်တကာအကြောင်းကြဆက်ပြီးလုံမပေးနိုင်တော့မှ သူတို့ရှိနေခြင်းကြောင့်ကို့ဘဝမှာတမျိုးတော့အတိတ်ပဲရှိတယ်။လင်းနေမှုရှိတယ်။တမျိုးတန်ဖိုးရှိတယ်။ဒါကိုကျေးဇူးဆက်တဲ့အနေနဲ့ဘယ်သူဘယ်ဝါလို့ပုဂ္ဂိုလ်အဖြစ်မယူရဲပဲတတ်နိုင်သမျှအများအကျရှိတဲ့အလုပ်ကိုလုပ်သင့်တယ် အများအကျိုးရှိတဲ့အလုပ်ကို လုပ်နိုင်တာကိုကကိုယ်စိတ်ဓာတ်ကိုပိုးပြီးအားရှိစေတယ်။ငါဟာအများအကျိုးရှိတဲ့အလုပ်ကိုလုပ်နိုင်တယ်။ကိုယ်အကျိုးရှိတဲ့အလုပ်ကိုလည်းလုပ်နိုင်တယ်။ကိုယ်အကျိုးကိုလုပ်နိုင်တာလည်းအားရှိတာပဲ။အဲ့ဒါလိုလုပ်နိုင်တဲ့လူဟာစိတ်ထဲမှာစွမ်းအားတတ္တိရှိလာတယ်။တရားထုတ်ရင်စိတ်ဓာတ်အင်အားတွေလည်းအများကြီးတက်လာတယ်။တပည့်တယောက်က သူရေးတဲ့စာထဲမှာဘယ်လိုပြောလဲဆိုရင် when i'm mindful i'm confident သူတတိရှိနေတဲ့အခါမှာသူ့ကိုယ်သူယုံကြည်မှုရှိနေတယ်တဲ့အခုအဲ့ဒီတပည့်လေးဟာသူအင်းနီနာချင်း၄၅၆လောက်ကိုစူးပြီးသူကတရားထုတ်တဲ့နေ့ကိုပြီးတယ်သူဟာတရားပြဆရာမဟုတ်ဘူးကမ္မထာနာစရိယမဟုတ်ဘူး သူ့ကိုယ်သူကမ္မဌာနာစရိယအဖြစ်နာမည်ကုန်ဖော်ပြီးလုပ်နေတာလည်းမဟုတ်ဘူးသူ့ဟာသူတရားထုတ်ပြီးနေတယ်စက်မိတဲ့ခါသူ့မိတ်ဆွေတွေတရားကြောင်ဆွေးနွေးပြောဆိုပြီးနေတယ်အဲ့ဒါလို့ဆွေးနွေးရင်းနဲ့ပဲစိတ်ဝင်စားတဲ့မိတ်ဆွေအချို့ကစူးပြီးတော့တရားထုတ်ချင်ပါတယ်သူတို့မှာဤတတခုကိုသွားဖို့ဆိုတာလဲသိအစင်မပြေပဲကိုဒါကြောင့်သူ့ကိုပဲတရားထုတ်တဲ့နေရာမှာအတူတူတရားလာအထုတ်ဖို့ တည်တလောက်မှတ်တလောက်ပြောပြဖို့တောင်းဆိုတာနဲ့၄၅၆လောက်ဒီကအိမ်တိမ်မှာစူပြီးတရားထိုင်ကြတယ်တဲ့အဲ့လိုစာလေးဖတ်ရတော့လေဝန်တားလိုက်တယ်သဘောကျလိုက်တာနော်လူတွေမှာအားငယ်စိတ်ကြောက်စိတ်ဆိုတာလူတိုင်းမှာအနေနဲ့များရှိတယ်နော်ဆိုရင်တော့ကဆိုတာလေလူတိုင်းမှာအနေနဲ့များရှိတယ်အဲ့ဒီအားငယ်တာကြောက်တာဆိုရင်တာတွေဟာဒီနည်းနည်းနဲ့သူ့ကိုငင်းချအောင်မလုပ်လို့ရှိရင် လူရဲ့စိတ်တက်အင်အားတွေကိုကုံဆုံးသွားစေတယ်။အဲဒီလူဟာအမြဲတမ်းလိုလိုပဲစိတ်ကြည်လင်မှုမရှိဘူး။တခုခုခက်ခဲနဲ့နေတဲ့အလုပ်ကိုလုပ်ရတော့မှဆိုရင်သူ့မှာအားစိတ်ဖို့ရာအင်အားကမရှိဘူး။အဲ့တော့အဲ့ဒီအားငယ်စိတ်ကြောက်စိတ်တွေကိုတက်တာဖို့ဆိုတာလည်းပဲဒီတရားအထုံးမှရနိုင်တယ်။ယုတ်စွာဆုံး ီအသက်ရှူလာလေးမှာစိတ်ကိုကတ်ထားလို့ခဏလေးငြိမ်သွားတယ်ဆိုရင်ပဲစိတ်ကလေးကအေးချမ်းလာတယ်ငြင်းချမ်းလာတယ်အဲ့ဒီအချိန်မှာအပြန်ပြေးလာတယ်အဲ့ဒီလိုအားထုတ်တာကိုအနောက်နိုင်ငံသားတွေက recharging လို့သုံးထားတာတွေ့ဘူးတယ်ဒီ recharging ဆိုတဲ့စကားလုံးကိုဘယ်လိုနေရာမှာကြားဘူးလဲဘက်ထရီကို အားပြည့်တဲ့အခါမှာကြားဘူးတယ်နော်အဲ့တော့ အဲ့ဒီအမေရိကန်တယောက်ကသူကတရားကိုအမြဲတမ်းအထုတ်တာဘူးအထုတ်တော့သူတရားထိုင်ပြီးတိုင်းပဲသူခန္ဓာကိုယ်နဲ့စိတ်ဓာတ်မှာအင်အားတွေပြန်ပြေးလာတယ်ဘက်ထရီကိုအပြန်ပြေးလိုက်တယ်လို့ပဲနော်တတိယလုံလို့ဆရာရှိလို့တော့ကများနေတဲ့သူဟာဘက်ထရီကသူ့ရဲ့စွမ်းအားတွေဟာတုံးလိုက်ရလို့ကုန်သွားတယ်လို့ပဲညော့သွားတယ်သူ့ကိုပြန်ပြေးဖို့လိုတယ် မကြမကြနေ့တာတွင်းမှာတဏှာဤမှာတစ်ခါဖြစ်စီနှစ်နာရီမှာတစ်ခါလောက်ဖြစ်စီဆိုတော့ခဏလေးဖြစ်ဖြစ်တရားကိုပြန်ပြီးနှလုံးသွင်းနိုင်မယ်ဆိုရင်ရော့သွားတဲ့အင်အားဟာနည်းနည်းတော့ပြန်ပြည့်လာမှာပဲမကြမကြဖြည့်တဲ့အချင်းရှိရင်ဒီနေ့တာကုံသွားပြီမဲ့အားကုံသွားတဲ့သဘောမဖြစ်ဘူးသူက၃ရင်းနဲ့ပြန်ဖြည့်နေတာဘို့နော်တပည့်လေးတယောက်ကို အဲ့ဒါလို့ပြောပြတဲ့အခါမှာသူကလည်းအချိန်ရရတဲ့လောက်တတိယတိုင်းရတိုင်းတတိလေးကပြီးနေတာကိုတတိတာကုံသွားတဲ့အခါမှာအရင်လောက်မပင်ပန်းဘူးတဲ့စိတ်ကကြည်လင်လာတယ်အားပြည့်လာတယ်အရင်လောက်စိတ်တူတာတို့ဘာလို့မဖြစ်ဘူးဒါကိုစိတ်တအင်းအားယူဖိမှုကိုတာစီပိတ်ပင်တယ်လို့ဖြစ်သွားတယ်စိတ်ခဏခဏတွင်အားအင်္ဂံကုံတယ်နော် ဒေါသဖြစ်ဖြစ်တောကပဲဖြစ်ဖြစ်စိုးရိမ်တာပဲဖြစ်ဖြစ်အဲ့ဒါဖြစ်နေတဲ့အချိန်မှာခန္ဓာကိုယ်မှာဟော်မုန်းတွေထွက်လာတယ်အဲ့ဒီခန္ဓာကိုယ်မှာထွက်လာတဲ့ဟော်မုန်းဟာခန္ဓာကိုယ်မှာရှိနေတဲ့အင်အားတွေကိုသုံးဖြစ်တယ်ပို့ပြီးတော့နားလည်အောင်ပြောရမယ်ဆိုရင်တော့အသေးအထက်မှာတူလောင်ထားတဲ့ဂလူးကို့စ်တွေကိုထုတ်သုံးတာပဲအဲ့ဒီဂလူးကို့စ်တွေ ਨੇ ဟော်မုန်းပေါင်းစပ်ပြီးတော့အင်အားဆိုတာဖြစ်လာတာ အဲ့ဒီအင်အားတွေဖြစ်လာတဲ့ခါမှာခနာကိုယ်ထဲမှာရှိနေတဲ့တခြားတခြားဓာတ်တွေလည်းပဲလောင်ကျွမ်းမှုထဲမှာပါသွားတာပဲနော်ပရိုတင်းတို့ဗီတာမင်တို့တခြားဓာတ်တတူတို့ဆိုတာတွေပါသွားတာပဲအမြဲတမ်းလိုလိုစိုးရင်တော့ကဖြစ်နေတဲ့လူမကြမကြစိတ်တို့တက်တဲ့လူဆိုရင်အမြဲတမ်းလိုအားကကုန်နေတာပဲနောက်တစ်ခုကလည်းပဲအဲ့ဒါလိုတော့ကများတဲ့သူဟာခနာကိုယ်ခန္ဓာရဲ့စွန့်အားဟာလေညော့သွားတယ် ဲ့တော့ယောဂဖြစ်တဲ့တံကိုမခံနိုင်တော့ဘူးမောပန်းနဲ့မခံနိုင်တော့ဘူးယောဂသူပြောတယ်အဲ့လိုတရားကိုတဏိတာတွင်းမှာနေရင်ထိုင်ရင်လည်းပဲဖြစ်ဖြစ်သွားရင်လိုင်းရင်ပဲဖြစ်ဖြစ်စားရင်တောင်းရင်ပဲဖြစ်ဖြစ်ဒီခဏလေးဖြစ်ဖြစ်ပြန်ပြီးတော့နှလုံးသွင်းပြီးနေတဲ့လူဆိုရင်အဲ့ဒီအချိန်လေးဟာငြင်းချမ်းသွားတာပဲငြင်းချမ်းသွားရင်ခန္ဓာကိုယ်မှာထွက်နေတဲ့ဟော်မုန်းဓာတ်တွေလည်းယော့ပါသွားလိမ့်မယ် အခုခေတ်လူတွေရဲ့တွေးထဲမှာရှိနေတဲ့ adrenaline လို့ခေါ်တဲ့ဟော်မုန်းဓာတ်ပမာဏကိုသူတို့အမေရိကန်မှာတွေးတွေဖောက်ပြီးဓာတ်ခွဲကမှာစမ်းသပ်ကြည့်တဲ့အခါလူတော်များများမှာရှိတင်တာထက်ပိုပြီးတော့ရှိနေတာတွေ့ရတယ်တဲ့အဲ့ဒီ adrenaline ဆိုတဲ့ဟော်မုန်းဓာတ်ကို stress ဟော်မုန်းလို့ခေါ်တယ်ပြန်ပန်းစေတတ်တဲ့သဘောရှိတယ်အဲ့တော့ခေတ်ကသူတို့စကားနဲ့အင်္ဂလိပ်လိုပြောရရင် age of anxiety လို့ခေါ်မှခင်ဖြစ်နေပြီနော်ဒီစကားလုံးဟာအနောက်နိုင်ငံမှာတော့သုံးနေကြပါတောကများတဲ့ခေတ္တဘာမှမသိစိတ်မအေးစိတ်ပူနေရတဲ့ခေတ္တဘာအတွက် ပူနေမှလဲတခါလေးမပြောနိုင်ဘူးဘာလို့လဲဆိုရင်မထင်တာတွေကအများကြီးဖြစ်ခဲ့ပြီကို ကိုမထင်တာတွေအပြောင်းလဲတွေကအများကြီးဖြစ်ခဲ့ပြီအဲ့ဒီတော့နောက်ထပ်ရောမထင်တာတွေ ဘာလို့ဖြစ်အောင်မလဲဆိုတာဘယ်သူမှမမှန်းနိုင်ဘူးလူတွေရဲ့စိတ်ထဲမှာအနာဂတ်ကိုနည်းနည်းလေးမှကြိုတင်မှန်းဆပြီးတော့မပြောနိုင်တဲ့အတွက်စိုးရိမ်မှုကအင်တာများတယ်ဒါကိုတချို့လူတွေကမထူပါဘူးလေဆိုပြီးဇက်မျောပြီးနေကြတာဖြစ်တယ်လို့နေတော့မယ်ဆိုပြီးတော့မင်းမင်းလျော့လျော့ပဲနေတော့တာအဲ့တော့အသိဉာဏ်ရှိတဲ့သူဆိုရင်တော့ကိုယ့်ဘဝကိုဇံမျောပြီးမနေဘဲနဲ့ဒီတောကတွေတက်တာအောင်ဆိုပြီးတော့ အချိန်ရရတဲ့လောက်တရားကိုတတိလေးကပြီးနေဖို့ရမှာကြာခဏပြောလို့ရှိတယ်။ဘဝနဲ့ဘာဝနာတွဲမိဖို့လိုတယ်လို့ဘဝတခြားဘာဝနာတခြားမဖြစ်ပါစေနဲ့လို့ဘုရားဟောခဲ့တဲ့တရားတော်တွေကိုတိတိကျကျစည်စည်ဆက်ဆက်ဖတ်ရှုပြီးတော့မြတ်စွာဘုရားရဲ့စေတနာမြတ်တော်မြတ်စွာဘုရားရဲ့ရွေချက်ကိုကြည့်မယ်ဆိုရင်မနဲ့နိုးလာတဲ့အချိန်ကစားပြီး ညအိပ်ပျော်သွားတဲ့အချိန်အထိတတိလက်လို့မနေဖို့ရာဒါကိုအထက်ထက်ခါခါမှားတယ်ဆိုတာတွေ့ရတယ်နော်